ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီမှာအားလုံးအရင်ကောင်းကြတာပဲကျမရောက်လာတာနဲ့အားလုံးကကျမနဲ့တူတူအရင်ကောင်းမွန်စွာစကားပြောကြတယ်ပြီးတော့ဒီလိုအပူထဲမှာအားလုံးကကျမကိုအရင်ကူဆိုက်ကြတယ် ဒါရီကတော့အစာပဲရှိသေးတယ်တက်ဆန်ရေးတဖြည်းဖြည်းချင်းကြည့်လိုက်မင်းငါရဲ့စူပေါင်းမိသားစုမှာရင်ပျော်သွားလိမ့်မယ်ယောက်မအင်ကိုရောက်လာတာနဲ့ကိုမိသားစုဝင်တွေရဲ့ဂရုစိုက်မှုကိုကြည့်ပြီးတက်ဆန်ကရင်ပျော်ရွှင်သွားပါတော့တယ်နောက်နေ့မနက်မှာသူကသူ့ရဲ့ပထမဦးဆုံးမိဖို့ကြောင့်ဒလိအတွက်မိဖို့ကြောင့်လေးကိုတွားလိုက်ပါတယ်ဒီချိန်မှာသူ့တငယ်ချင်းကဗီဒီယိုကောခေါ်ခဲ့ပါတယ်တက်ဆန်ရေနေအောင်စူပေါင်းမိသားစုထဲကိုသွားပြီးတော့ဘလို့နေလဲ နေရစုပေါင်းမိသားစုလုံးဝမကြိုက်ဘူးလေအခုနေဒီလိုနေရတီမှာဘလို့လုံးမလဲစုပေါင်းမိသားစုဘလို့စီမံခန့်ခွဲမလဲဟဲ့စုပေါင်းမိသားစုကအရင်ကောင်းနေဆိုတော့ငါဒီလိုလာပြီးမှတိတာနေမတိလို့ငါတို့ကျိုးဆိုးပွဲလုပ်တဲ့ချိန်မှာအားလုံးငါ့ကိုရမ်းချစ်ကြတာကဲငါခုဖုန်းချလိုက်တော့မယ်နော်ဒီနေ့ငါရဲ့ပထမဆုံးမိဖို့ကြောင့်တလေလောက်ကမဲ့နေလေမိဖို့ကြောင့်ထဲမှာချက်ပြုတ်ဖို့လာတာနေကနေရောက်ခမအိမ်ကိုသဘောကြတယ်ဆိုတော့အရင်ကောင်းပါတယ်ဟာရာတီဥတုကအရင်ပူတယ် ပြီးတော့နေကတက်တီမရှိလောက်တာအရင်ကောင်းတယ်ငါပြောမယ်နင်နှစ်မိသားစုပျော်ရွှင်အောင်ချင်နေဆိုရင်လေတခါတော့သူတို့နင်းလို့တဲ့တက်တီမရှိလဲဖြောတိုက်လိုက်သူတို့ကြိုက်သွားမှာသိလားအဲ့လိုပြောပြီးတော့ရင်မုံကဖုန်းချလိုက်ပါတော့တယ်အဲ့နောက်မှာတက်ဆန်ကသူ့မိသားစုဝင်တွေအတွက်ပူဒီဟာလဝါနုထမင်းနုကိန်းဟင်းနဲ့တီးဆုံထမင်းလိုမျိုးစားစရာတွေကိုချက်ပြုတ်ပေးပါတယ်ပြိတဲ့နောက်မှာသူကတည့်ရတိမရှိကိုလည်းလှုပ်လိုက်ပါတယ်။အချိန်နှင်းငယ်ကြာမှာတော့ တမိသားစုလုံးကထမင်းစားသပွဲဂုံပေါ်ကိုရောက်လာကြပြီးစားစရာတွေကိုကြည့်ကမြေချွေးမရေနင့်စားစရာတွေထဲကနေအနံ့ကောင်းကောင်းလေးတွေတော့ရနေတယ်ဒါပေမဲ့စားစရာတွေကမပြည့်စုံပုံရနေတယ်ဟုတ်တာပဲရောင်းမရေရောင်းမညီမတို့တည့်တည့်ရေခဲမောက်မလောက်ထားအောင်လားပြီးတော့ချွေးမရေငါတည့်တည့်တနတ်နဲ့ထမင်းစားရတာကိုကြိုက်တယ်မင်းကငါ့အတွက်ရူတီနဲ့ချိုးချင်းတည့်တည့်တနတ်ကိုလုံမထားဘူးလားချွေးမရေနင့်စားတောက်တွေတော့အလောက်အများကြီးလောက်ထားတယ် ဒါပေမဲ့တည့်သီးနဲ့ဆိုင်တဲ့အရာတွေတော့ဘာမှမလုပ်ထားဘူးမိဖို့ကြောင့်တစ်ခုလုံးကတည့်သီးတွေနဲ့ပြည့်နှက်နေရလေအဲ့လိုမဟုတ်ပါဘူးအမေကျမအမေတို့အားလုံးအတွက်တည့်သီးမရှိကိုလှုပ်ထားတယ်ဘာတည့်သီးမရှိကိုပဲလှုပ်ထားတာလားချွေးမကြီးရဲ့နင်ချွေးမငယ်မပြောပြအောင်လားငါတို့အိမ်မှာနေ့တိုင်းတည့်သီးကိုအမျိုးအစား၁၀မျိုးလောက်လှုပ်တယ်ဆိုတာလေအားလုံးကထမင်းစားပြီးရင် မတူတဲ့တည့်သီးဟင်းလျာတွေစားကြတယ်နေ့အဖိုးကတည့်သီးတကြားရေစိမ်နွယ်စင်ကတည့်သီးရေခဲမောင်း နေရခမတည်တည်ဟင်းကိုစားရတာကြိုက်တယ်လေဘာမှမဖြစ်ပါအမေရဲ့ချွေးမရဲ့ပထမဆုံးနေ့ဆိုတော့ဘသူမှမပြောပြလို့သူကမှားသွားတာပါဒေါနီလာပြောတော့တမိသားစုလုံးကပါဇက်ပိတ်သွားကြပါတော့တယ်အဲ့နောက်မှာတနာစီယာတက်ဆန်ကအားလုံးကိုစီချမ်းတောင်းစီဖို့အတွက်သူတို့ကြိုက်တဲ့တည်တည်အမျိုးမျိုးကိုလှုပ်ဖို့အတွက်မိဖို့ကြောင့်လေးကိုသွားလိုက်ပါတယ်ဒီအိမ်မှာနေ့တိုင်းမျိုးစားဆယ်မျိုးလောက်တည်တည်ကိုလှုပ်ကြတယ်ငါနေ့ကိုပြောပြထားမယ်မန်ကိုမိရှိတ်တည်တည်ဖြော်ရည် ်တက်တီတကြားရီစိန်တက်တီတနတ်တက်တီဟင်းတက်တီရေခဲမောင်းပြီးတော့တက်တီနို့ထမင်းတက်တီယိုရဲပြီးတော့တက်တီလက်တူမမိလားလင်ညီမကြီးရဲ့ဒါရီထရတချို့ယာရီဆိုညီမကြားတော့မကြားဘူးဘလို့လောက်ရမလဲဖုန်းရှိတယ်လေဖုန်းရဲ့အကူညီနဲ့လှုပ်လိုက်ပေါ့တကယ်လို့နေရအရသာရှိရဟင်းလျာ56မြို့ပြင်ဆင်နေဆိုရင်တော့လေသူတို့မျက်လုံးထက်မှာနေကဘာမှမလှုပ်ထားဘူးလို့ပဲပေါ်နေမှာ အဲ့တော့နေကနေ့တန်းအားလုံးအတွက်တည့်တီးနဲ့လှုပ်ထားတဲ့ဟင်းလျာဆဲမျိုးချက်ပေးရမှာသိရနော်ဤချောပြောတော့တနားစီဟာတက်ဆန်ကဖုန်းရဲ့အကူကြီးနဲ့တည့်တီးလက်ဒူနဲ့တည့်တီးနိုထမင်းကိုလှုပ်ဖို့အတွက်တည့်တီးအမေရီတွေကနေအစီတွေကိုထုတ်လိုက်ပါတယ်ပြီးတဲ့နောက်မှာတည့်တီးတွေကိုကြည့်ပြီးအဲ့ဒီထဲမှာနှုတ်ကိုရောလိုက်ပါတယ်ပြီးတော့အိုးတလုံးထဲမှာဆန်အင်းငယ်ကိုနှုတ်ထဲမှာထည့်ပြီးတည့်တီးကိုရောလိုက်ပါတယ်ဒီလိုနဲ့တည့်တီးနိုထမင်းကဆင်းစင်ဖြစ်သွားပါတော့တယ် ချွေးမရေနင်ကတော်တော်ကောင်းနဲ့တည့်သည်နို့ထမင်းကိုလှုပ်ထားတာပဲတလောက်ကောင်းနဲ့တည့်သည်နို့ထမင်းချွေးမအကြည့်ရတာမလှုပ်ခဲ့ဘူးချွေးမရေမင်းကရမ်းကောင်းတဲ့တည့်သည်နို့ထမင်းကိုလှုပ်ထားတာလားဒီလောက်ကောင်းနဲ့တည့်သည်နို့ထမင်းကိုချွေးမအကြည့်ရတာမလှုပ်ခဲ့ဘူးဟာဟာပြီးတော့ဒီတည့်သည်လက်ထူတည့်သည်ဖြော်ရင်နဲ့တည့်သည်ယူရီအကုန်လုံးကရမ်းရတာရှိတယ်ဤချိုးရေမင်းလင်ညီမစီကနေနည်းနည်းတင်လိုက်ပါဦးအိမ်ကလူတွေရဲ့ချီးကျူးမှုကိုကြားပြီး တက်ဆန်ရဲ့ပျော်ရွှင်မှုလည်းအကန့်အသတ်မရှိပါဘူးဒီလိုနဲ့ပဲတပတ်ကြာရတဲ့အချိန်မိသားစုဝင်တွေကိုပျော်အောင်လုပ်ဖို့အတွက်တက်ဆန်ကသူတို့ကြိုက်တဲ့တရသည်ဟင်းလျာစိတ်မျိုးကိုလှုပ်ပေးပါတယ်ဒီလိုနဲ့တည့်ရမှာတော့ဟဲ့ဘာတွေဖြစ်နေလဲနေအိမ်အောင်ကြပြီးတဲ့ငါ့ဖုန်းဆက်ဖို့တော့မိတ်နေပြီဒါနဲ့အခုနင်ဘာလုပ်နေရလဲဘလို့ပြောရမလဲဟာမင်္ဂလာဆောင်ပြီးတဲ့ကနေ့တိုင်းမိဖို့ကြောင်းထဲမှာတရသည်ဟင်းလျာမျိုးစားဆယ်မျိုးလုပ်နေရတယ်အခုလည်းငါတရသည်လက်တူလုပ်နေတာဟဲ့ အေးကောင်းပါတယ်လေဆက်လုပ်ဆက်လုပ်အဲ့လိုပြောပြီးရင်မုံကဖုန်းချလိုက်ပါတော့တယ်ဒီနေ့မှာတက်ဆန်းကတရတိဟင်းလျာအမျိုးပေါင်းစေမျိုးကိုပြင်ဆင်တာအချိန်ကြာသွားပါတော့တယ်ဒါကြောင့်တမိသားစုလုံးကမျက်နှာညှိုးငယ်စွာနဲ့ထိုင်နေကြပါတယ်မင်းကအဲ့လောက်ကြာမှငါရဲ့တရတိဖြော်ရည်ကိုယူလာတယ်ပေါ့မင်းကြောင့်ဒီနေ့ငါရုံးသွားဖို့နောက်ကျသွားတယ်ဒီနေ့ချွေးမကြောင့်ငါလည်းနောက်ကျသွားတယ်တက်ဆန်းရေနင်ပေါ်ဆောင်မှုရဲ့ရလက်ကိုနင်တွေ့ပြီလား အဲ့ဒါကြောင့်ပြောတာလေမနဲ့ကိုဆော့ဆော့ထပါဆိုတာအင်ကလူတွေရဲ့စကားကိုကြားပြီးတက်ဆန်ကအရင်စီမကောင်းဖြစ်ခဲ့ပါတယ်ပြီးတော့သူကသူ့အခန်းလေးကိုသွားလိုက်ပါတယ်ဒီလိုနဲ့ပဲရန်နှင်းငယ်ကုံဆုံးသွားပါတော့တယ်ပြီးတော့ဇဲမန်ကကျောင်းကလာတာနဲ့သူ့တော်ကသူ့အတွက်တရတိမရှိလုပ်ပြီးပါလို့အတင်းတောင်းဆိုပါတယ်ဇဲမန်ရေငါပင်မန်းသွားပြီနင့်အမေကိုပြောလိုက်ပါဒါမှမဟုတ်မနဲ့ကပူနေတဲ့ဟာရှိတယ်အဲ့ဒါပဲတောက်လိုက်လေ တာမနက်ကဟာဦးမတော့ဘူးတာအခုလုပ်တဲ့တရက်သီးလက်ထုနဲ့တရက်သီးမရှိကိုတောင်းချင်တာငါကလေးကနစ်စီမှာအလောက်တာမှတောင်းတနေတာနေရနစ်နာထဲမှာကိုယ့်ကိုထည့်ပြီးထိုင်နေရလားပြောလင်ညီမကြီးရဲ့ကျမရောက်လာပြီးတည်းကလင်ညီမကြီးကမိဖို့ကြောင်းနဲ့အနားယူလိုက်တယ်။ဘာလို့လဲဆိုတော့လင်ညီမကြီးလည်းနေ့တိုင်းအိမ်မှာတက်တီးဟင်းလျာဆဲမျိုးလောက်ပြီးတော့စိတ်ညစ်နေပြီမလား။တကယ်လို့အမအမရဲ့သားရဲအလောက်တောင်စိတ်မကောင်းဖြစ်နေတယ်ဆိုရင်လည်းကိုယ်တိုင်လှုပ်လိုက်လေ။တက်ဆန်ကအခုအိမ်ကလူတွေကြောင့်စိတ်ညစ်နေပါရဲ့။ ပြီးတော့နောက်နေ့မှာတော့သူကတီယတီဟင်းလင်ရ9မြို့လောက်ကိုပဲလှုပ်ပါတယ်။ချွေးမတက်ဆန်ရင်တီယတီတကြားစိန်တီယတီယိုတီယတီလက်တူတီယတီဟင်းရယ်ပြီးတော့တီယတီဖြော်ရီကိုဘာလို့မလှုပ်တာလဲ။အမေရဲ့ဒီနေ့လှုပ်ထားတဲ့ဟာနဲ့ပဲအမေတို့ညှိနှိုင်းပြီးစားလိုက်ပါ။ကျမလည်းလူသားတယောက်ပါ။ကျမလည်းပင်မတက်တယ်။အမေတို့ကနွေရတီမှာတက်သီးနဲ့လှုပ်ထားတဲ့ဟင်းလျာဆဲမျိုးနေတိုင်းစားနိုင်ပေမဲ့ကျမမစားနိုင်ဘူးလှုပ်လည်းမလှုပ်နိုင်ဘူးချွေးမနီလာရေးနေမြင့်လား နှင်းချွေးမဘလောက်တောင်လူပါဝနေပြီလဲဆိုတာအကုန်လုံးကငါတို့အမှားပဲမြေချွေးမကြီးရဲ့မြေချွေးမငယ်ကတော့ငါတို့ထမင်းမကြွေးဘူးဆိုပြီးကတိယူထားတယ်အခုတော့နင်းရပဲတရက်ရိုးတက်သီးတကြစိန်တက်သီးလက်တူတက်သီးဟင်းရဲ့တက်သီးဖြော်ရီလှုပ်ပေးလိုက်တော့ဒီချောရဲ့အပေါ်မှာမိဖို့ချောင်းရဲ့ကြာဝင်တွေကြာလာတော့သူကလည်းထိတ်လန့်သွားပါတော့တယ်တက်ဆန်ရောက်လာပြီးနောက်ပိုင်းအလောက်ခက်ခက်ခဲခဲနဲ့မိဖို့ချောင်းတောင်းဝါနဲ့လွတ်မြောက်နိုင်ခဲ့တာအခုတော့ထပ်ပြီးတလောက်ကြီးတဲ့မိသားစုအားလုံးအတွက် ငါတည့်ရတီးနဲ့လှုပ်တဲ့ဟင်းလျညှိုးစားဆယ်မျိုးလှုပ်ရတော့မယ်။တခုခုစဉ်းစားဆမ်းမှဤချောရဲ့။ဤချောကိုယ်တိုင်ကလည်းသူ့ရောက်ကမှအင်းကမိသားစုကြောင့်စိတ်ညစ်နေပါရဲ့။ဒါကြောင့်သူကနောက်နေ့မှပဲအကြောင်းပြချက်ပေးပြီးမိဘအင်းသွားဖို့အတွက်ပြောခဲ့ပါရဲ့။အမေရဲ့ကျမမေရန်နေမကောင်းဖြစ်နေတာစိတ်ယုံတင်ထားရတယ်တဲ့။ကျမမြင်သွားမှဖြစ်မယ်။ချွေးမကြီးချွေးမငယ်ကအားလုံးပေါ်မှာစီဆူးပြီးထိုင်နေတယ်။မိဘကြောင့်လည်းမဝင်ဘူး။ တကယ်လို့မင်းကလည်းမိမိဘအိမ်ကိုသွားလိုက်ရင်အိမ်ရဲ့တာဝန်တွေဘသူကထမ်းဆောင်ပါလေအဖေရေအီချော သူ့မိစီသွားဖို့ကပိုအရေးကြီးတယ်အိမ်ရဲ့တာဝန်တွေကိုတော့နှွေစင်ရလဲထမ်းဆောင်လို့ရတယ်လေရာဇရဲ့အကူအညီကိုရယူပြီးအီချောကသူ့ယောက်ျားနဲ့တားနေတူမိဘအိမ်ကိုသွားလိုက်ပါတော့တယ်ပြီးတော့အိမ်ရဲ့တာဝန်တွေကနှွေစင်ပေါ်မှာကြက်ရောက်လာခဲ့ပါတယ်ရေစင်ကမိဖို့ကြောင်းထဲမှာရက်ပြီးတည့်ရတိဟင်းလျာစေမျိုးကိုလှုပ်ရတော့သူကလည်းအိမ်ကလူတွေစီမှာလိန်ပြောလိုက်ပါတယ် အမေရဲ့မနှက်ပြန်ဆပြီးတမိရဲ့စာမေးပွဲစတော့မှာတမိအိမ်ရဲ့တာဝန်ထမ်းဆောင်လို့မရဘူးမိဖို့ကြောင့်ရဲ့တာဝန်အမေပဲယူလိုက်နော်ဘာငါချွေးမရင်ဘာလို့အလောက်တောင်မှကြောက်နေရလဲကလေးတွေထက်ရှင်နေမက်တာတွေကိုလှုပ်ခဲ့တာလေတနန်းစီကဒေါနီလာကတိရောက်ခမရှိမှဘာမှမပြောနိုင်ပါဘူးပြီးတော့နောင်နီကစပြီးသူကမိဖို့ကြောင်းထဲမှာတရက်တီးနေလို့ရတယ်။အင်းလျာစင်မျိုးကိုလုတ်ခဲ့ပါတယ်။အရန်ပူတာပဲ။ အခုထီတော့ငါတည့်တည့်ဟင်းလျာငါးခုလောက်ပဲလောက်ရသေးတယ်အခုတော့လောက်เสียရည်အများကြီးကြံသေးတယ်ချွေးမကြီးငါအတွက်စီးဘက်ဝင်ရေလီဖြော်ပြီးပါအောင်ရန်နှင်းငယ်ရှိနေပြီဘိုက်ကမကောင်းကိုရောက်ကတိပြောတော့ဒေါနီလာက သူ့ရောက်ကတိအတွက်စီးဘက်ဝင်ရေလီကိုဖြော်ပြလိုက်ပါတယ်အချိန်နှင်းငယ်ကြာမှတော့တမိသားစုလုံးကညစာစားချိန်မှာ အစားစားတော့မင်းခန့်ရဲ့ဖိုးကမိုးလေပြီးမြေပြင်ပေါ်ကိုကျသွားပါတော့တယ်အဲ့နောက်မှာဆီယမင်းကိုခေါ်လိုက်တော့ မိခင်ဖိုးရဲ့စီဂျိုကတူလာတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒီနေ့တော့အဖိုးရဲ့စီချိုကပဲတူလာတာ။အဖွားရင်အဖွားမှလည်းစီချိုရှိတယ်။အဖွားလည်းစီချိုတူးနေအောင်မယ်နော်။အခုလည်းအချိန်မီသေးတယ်။ဒီလိုပူပြင်းတဲ့နွေရာသီမှာတက်သီးနဲ့လှုပ်ထားတဲ့စားစရာတွေစားတာရှော့ချလိုက်နော်။ဟုတ်တယ်အမေရေ။ဒီလိုနွေရာသီမှာကျမလည်းတက်သီးမုံအမျိုးစားဆယ်မျိုးမလုပ်နိုင်တော့ဘူး။အမေသိရဲ့မလား။ကျမအပူတန်ကြောင့်အသက်ရှူမဝတာဖြစ်တတ်တယ်လေ။ဒေါနီလာနဲ့ပတ်သက်တဲ့ကိစ္စအပြင် အင်းရဲ့ဦးစီးဖြစ်တဲ့ဖိုးရဲ့ကျမ်းမာရေးလေးဆူရွားသွားတော့သူတို့တွေကဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ကြပါတယ်။နေ့တိုင်းတည့်တီးနဲ့လှုပ်ထားတဲ့အစားအစာဆယ်မျိုးစားလို့လေသားတို့ဖိုးကနေမကောင်းဖြစ်သွားတာ။ငါချွေးမှလည်းဒုက္ခရောက်တယ်။ချွေးမှတယောက်ကလည်းသူ့မိဘအိမ်ကိုသွားလိုက်ပြီ။ပြီးတော့နောက်ချွေးမှတယောက်လည်းမိဖို့ကြောင့်ထဲမှာခြေတော်မချချင်းအောင်အဲ့ဒါကြောင့်ငါတို့အားလုံးကိုယ်ကျမ်းမာရေးကိုကြိုးစားရမယ်။ချွေးမှတွေကိုလည်းကြိုးစားဖို့ငါဆုံးဖြတ်လိုက်ပြီ။အခုချိန်အားစပြီးတော့လေ အိမ်မှာတက်သီးနဲ့လှုပ်ထားတဲ့အစားအစာနှမျိုးသုံးမျိုးလောက်ပဲချက်တော့မယ်။ကျန်နာတွေကပဲသီးဘူးသီးဟင်းသီးရွက်တွေချက်ရမယ်။အခုအားစပြီးတော့ငါနဲ့နေတော့အဖိုးလည်းတက်သီးနဲ့လှုပ်ထားတဲ့အစားအစာတွေကိုလက်နဲ့တော့မထိတော့ဘူး။ကိုဖွားရဲ့စကားကိုကြားတော့တက်ဆန်ကအလုံးထက်အပြိုဆုံးဖြစ်သွားပါတော့တယ်။ပြီးတော့ဤချောကလည်းဒီချောကိုသိတာနဲ့သူကသူ့ယောက်ျားနဲ့ကလေးနဲ့အတူရောက်မှရင်ကိုပြန်လာခဲ့ပါတယ်။ဒီနေ့မှာတက်ဆန်ကရူတီထမင်းနဲ့ဟင်းသီးရွက်တွေကိုချက်ပြီး အားလုံးအတွက်သူတဘောနဲ့သူတရသည်မရှိကိုလုပ်ပြီးနေပါတယ်။ဒီချိန်မှာသူငယ်ချင်းရင်းမွန်စီကနေဖုန်းဝင်လာခဲ့ပါတယ်။ဒီနေ့လည်းတရသည်နဲ့လှုပ်ထားတဲ့စားစာမျိုးပေါင်း၁၀မျိုးချက်နေရလား။နေအိမ်ကလူတွေပြောင်းလဲကြအောင်မလား။နေအဲ့ဒီအလုပ်ကနေလွတ်လပ်ခွင့်ရပါမလား။ငါတငယ်ချင်းလေးကတနာပါတယ်။သူရောက်ခမအိမ်ကိုရောက်တော့ပျော်နေခဲ့တာ။ဒီနေ့တော့ငိုနေရရှာပြီ။နေပြောတာမှားသွားပြီ။ငါအစတော့ငိုခဲ့တာ။ဒါပေမဲ့အခုတော့ငါပျော်သွားပြီ။အခုသူတို့တွေကလေ တည့်တီးနဲ့လှုပ်ထားတဲ့အစားအစာတွေကြီးပဲမဟုတ်တော့ဘူး။ထမင်းနဲ့ဟင်းကိုလည်းစားကြတယ်။ငါချက်ပေးသမျှကိုလည်းပစက်ပိတ်ပြီးစားကြတယ်။ငါရဲ့ရောက်ခမိုင်ကလူတွေကအရင်ကောင်းကြပါတယ်ဟာ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။